အိမ်နီးချင်းမမှုအင်းယာမောင်ရီဟိုဘက်နဲ့အိမ်ကျော်ကမောင်ဟင်းကကြွေးတဲ့လာဖိတ်တယ်မောင်ဝင်သွားလိုက်နော်ဟာမောင်နောက်ကျနေပြီအေးပဲသွားလိုက်ပါနော်ဒီနားကလူဝေးနဲ့လဲရှင်းနေသွားအောင်မိမဆိုတော့ပူကောင်းတာပေါ့ကျမတို့ဒီရက်ကွက်ကိုပြောင်းလာသေးမှာတိတ်မကြသေးပြီအနည်းအနာမှလူများနဲ့လဲမရင်းနှီလာသေးကျမတို့လဲစကားနေ၍ သူတို့ကလည်းအရေးအကဲကြီး၍အဝေးမှသာအကဲခတ်နေကြဟန်တူသည်ဖြင့်သစိမ်းများတပွဲဖြစ်နေကြရသည်ဤတကယ်တော့ကျမသည်အယောတဝင်ဆက်ဆက်ဆုစုနေတတ်သူများကိုနှစ်သက်သူမဟုတ်ပေဒီလိုရက်ကွက်မျိုးတွင်နေလျင်ထို့သူဆက်ဆက်ဆုစုရောရောနှောနှောဖြစ်လာမည်ကိုသိသည်ဖြင့်အစကပင်ခတ်မှန်မှန်နေသည်ကကောင်းမည်ဟုယူဆမိသည်သို့သောလူဝတ္တရာအရာတာမှုနာရေးကိုတော့ဆောင်ရွက်ရပေမည် ကျမအလှအိမ်တို့ရောက်ချိန်ဝင်လူအတော်စုံနေပေပြီ။နောက်ကြမှလည်းဝင်လာ လူကလည်းမျက်နှာသက်ဖြစ်သက်ဖြင့်အားလုံးလူလူကကြည်နေကြသည်။အင်းရှင်မနှင့်တူသူက ကျမကို နေရာပေးရင်ဖိတ်ခေါ်၏။လက်ဖက်ဝိုင်းတွင်ထိုင်သူနှင့် အမျိုးသမီးတဦးကဥစွာကျမလုံချီကိုတေတေချာချာစိုက်ကြည့်ရင်းစကားဆ၏။ဒေါ်လာမြိုင်တို့အိမ်ကိုပြောင်းလာရမဟုတ်လား။ဟုတ်ကဲ့။ဘေးကပြောင်းလာရလဲ။ရန်ကုန်မြို့ရဲကပါ ။အော်မြို့ထဲမှာဘာလို့မနေတာလဲ။တယောက်ကကြားဖြတ်မေးလိုက်သည်။ကျမကအလိုက်တင်ပြန်ဖြေနေရ၏။မျက်နာကိုလည်းအချို့ဆုံးပြုံးထားမိ၏။ဒီလူတွေကအရှိတဖြင့်ဆက်ဆံရမည်သူများမဟုတ်ပါလား။မြို့ထဲမှာနေရကလက်ထပ်ပြီးအင်ရှာလို့မရသေးရနဲ့ခဏနေရပါ။အတိအိမ်လား။မဟုတ်ပါဘူး။ကျမကျမရောက်ခမရိအိမ်ပါ။ဟုတ်လားဟိုမှာဘာလို့မနေရလဲရောက်ခမနဲ့မတည့်လို့လား ဖះအေးဒီလိုတဲ့တို့ကြီးမေးလိုက်မည်ဟုကျမမထင်အမတ်တမဲအကြောင်းတိုက်ဆိုင်၍လေကျမမျက်နာပြက်သွားမိသည်မမဟုတ်ပါဘူးဟိုမာက လူများလိုပါ ကိုအိမ်နဲ့ကိုလေတတ်တတ်ရရနေကြတာနဲ့ဒီမြဆက်စုလာကြသည်မို့ကျမကြကြမနေခြင်းတော့ပါမဟုတ်စားပြီးအိမ်မှာကလေးငယ်ရှိနေလို့ဟုဆိုကမြ мян ပြန်လာခဲ့ရတော့သည်ဒီလိုဆက်ဆက်စုစုလူတွေနဲ့ကြာရှည်နေလို့ဖြစ်ပါမလားဟုကျမစိတ်ပူမိ၏ မဖြစ်တော့လဲဖြစ်အောင်စူးစား၍နေရပေမည်။ရန်ကုန်မြို့မှာအင်ရှာရသည်ကအခက်သား။ကျမတို့လက်မထက်ခင်ကလေးကအင်ရှာကြသည်မှာယခုခလေးတယောက်ရပြီးသားလေးလေးလာရမှပင်စိတ်တိုင်းကြအင်ကိုရတော့၏။လမ်းပန်းအဆက်အသွယ်မကောင်း၍ရက်ွက်မတန့်၍အင်ကမကောင်း၍စသဖြင့်မောင်ကစိတ်တိုင်းမကြခဲ့သလိုရှေးရှား၍အင်သားကိုနှကန်းတွဲသုံးရ၍အင်ရှိမှရေချိုးရမည်ဖြစ်၍ စသဖြင့်ကျမကကြေးများခဲ့သည် အင်းရှင်တွေကလည်းလူတိုင်းကို အင်ငါမတင်ကျင်ကြလူများသလားပနေရောက်လဲခလေးပါသလားစသဖြင့်ပြန်လဲစစ်စေးသေး၏အင်္ဂလာကမှန်မှန်မရမှဆို၍ထင်ယောက်ျားကဘာလို့သလဲဟုလဲမေးတတ်သေး၏ယခုမှစိတ်တိုင်းကျဒီအင်ကလေးကိုတွေ့ခဲ့သည် အင်းကြီးစိတ်တော်လဲကျမတို့အင်ကတီးတန့်အင်လုံးဖြစ်၏အင်ရှင်က တလန်းထဲမှာအင်တလုံးတတ်တန်နေသည် သူတို့ကမူအေးဆေးပုံရ၏ကျမတို့လည်းသားမိ၃ယောက်အိမ်ပေါ်တော်ချင်းနှင့်မှ၄ယောက်မို့လူများလှသည်ဟုမဆိုသာညမရင်ဒီကညမရှိလားအိမ်ရှိမှခေါ်တန်ကြား၍ထွက်ကြည့်မိရာအိမ်တွင်ရောက်ခတ်မှနှင့်မတည့်လိုလားဟုတိတိကျကျမေးခဲ့သောအတော်ကြီးကိုတွေ့ရသည်အတော်ကြီးဆိုတော့လေပြပြပြင်းပြင်းနုနုပြပြပင်ဖြစ်၏သူကပြုံး၍အိမ်ပေါ်တက်လာရင်ဘလော့စ်အင်ဂျီပုံစံလေးများရှိရင်ခဏလောက်ကွယ် အင်ကသမီးကချုပ်ချင်လိုတယ်လေဟုတ်ကဲ့ရပါရဲ့တော်တော်လာလေထိုင်ပါဦးကျမဝစ်ကြည်ဝစ်ကုံသာခေါ်လိုက်တော့လေသူကတကယ်ပင်တက်လာပြီးအင်းရှိခန်းတွင်ပင်မထိုင် ကျမဝင်ခဲ့ရာအခန်းထဲထိလိုက်လာတော့သည် ကျမကမြ мян ကိစ္စပြီးစီရန်တစ်တာထဲမှ အင်းကြီးသုံးလေးတည်းထုတ်ပေးလိုက်သည်သူက အင်းကြီးများကိုရွေးဟန်ပြုရင်းအခန်းကိုမျက်စိဝေ၍အကဲခတ်၏ကျမတို့မှ အင်းတောင်တစ်ထူထောင်စားမှု အိမ်တောင်ပရိဘောကမရှိသေးပေကတင်အပ်ထားသည်ပင် မရွေးရသေးသည်မို့ကြံ့ခင်း၍အိတ်ကြသည်သူဝကြည်ကြောင့်ကျမပင်မိမပီပီ ရှက်သွားမိ၏ဘာမျှတော့မပြောမိစေသူနှစ်သက်ရာအင်းကြီးတထေရွေးပြီးအင်းရှိပြန်ထွက်လာက ထိုင်လိုက်သေးသည်ပြန်မြေပုံမပေါ်သေးသဖြင့်ကျမကအင်းရှင်ပီပီ စကားရှာပြောရပြန်သည်ဒေါ်တော်တို့အိမ်ကဘယ်နားမှာလဲဒီကောင်းရင်အိမ်လေးကွယ် ဒီတော့မှပဲမနက်မိုးလင်းလင်းခလေးတွေကိုအောင်ငေါ့စူပူနေသည်မှာသူပင်ဖြစ်မည်ဟုတွေးလိုက်မိ၏ခလေးကဘနလားရှိပြီလေခလေးကိုမြူရင်းသူမကမေးသည်လေးလာပါအင်းထွားသားပဲသူ့အဖေကဘာလုပ်လဲလာစီပြီသူ့လမ်းစဉ်ဖြင့်သူချီတက်လာစီပြီစာပုံနှိပ်တိုက်မှာလုပ်ပါရဲ့ဩဆက်သမားလားမဟုတ်ပါဘူးစာပြင်ပါဘာရဲ့စာစီသမားလားမဟုတ်ပါဘူးစာပြင်ပါ စာပြင်းဆိုသည်ကိုသူကောင်းကောင်းသိပုံမပေါ်ပါ ကျမတို့အိမ်အခြေအနေကိုကြည့်၍လဲသူအထင်သေးနေပုံရ၏တကယ်တော့ကျမတို့အိမ်တွင်မောင်အေးအချင်းကိုတိနိုင်သော မောင်စာအုပ်စင်ကြီးကထီထီမာမာရှိနေတော်လဲသူကစိတ်ဝင်စားပုံမရပါမောင်သည်မိဘပိုင်ပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေသည့်အလုပ်ကိုဦးစီးလုပ်ကိုင်နေသည်ဟုလဲကျမကမပြောမိလုပ်ငန်းဟာမိဘပိုင်ပဲကိုရုနဲ့ဘာမှမဆိုင်ဘူးကိုကတာမန်အလုပ်သမားပဲ ဒါကိုအေးနားလေထားရမယ်။မောင်ကတီးတို့ပင်မကြခဏပြောခဲ့သည်။ပြီးကြွားဝါဒီကိုလည်းမောင်ကမုန်းသည်။မိမပဲမဲ့မိမနဲ့မတူစေရဟုမောင်ကတင်သည်။ကျမကမောင်မရသည်။လူငှားကလာခဘလောက်ပေးရသလဲ။ကျမမောင်လာကကိုတိုက်ရိုက်မေးလာလိမ့်မည်ဟုထင်တော်လဲ။မြောင်ဦးကတဲ့တဲ့မလား။တဖက်မှကြွေလာသည်။၄၀ပါ။အင်းပေးရမှာပေါ့လေ။ ကိုပွဲမရှိတော့လဲထားရမှာပေါ့ဒါနဲ့အင်းညမနာမည်ကဘသူအေးအေးပါအေးအေးယောက်ျားကဝင်ငွေတော့အကောင့်သားမို့လားဟုတ်ကဲ့မစိုးလာပါဘူးသူကစာရေးဆရာလားစောစောကစကားကိုမဝင်ကြပုံမပေါ်သူတိလို့ဒီကိုထပ်မေးပြန်သည်ဟုတ်ကဲ့စာလေးနည်းနည်းပပရေးပါရင်သူဒီဆက်မေးရမည်ကိုမကောင်းတော့မှန်းတိလာပုံရ၏ခလေးကိုသာမြူနေသည် ခဏကြာလင်တမျိုးတဖုံဆလာအုံမြေကိုကျမတည်နေသည်စိတ်လဲပြက်ရှင်းလဲရေခြင်းနေမိ၏ထိုအခိုက်မိဖို့ဆောင်မှတော်ငယ်ကအေးငါကဒီတိုင်းချက်မလားကြော်ပြီးမှချက်မလားဟုလှမ်းမိသဖြင့်ခဏနော်ဟုဆိုကမိဖို့လည်းဝင်လာခဲ့သည် ကျမတော်တော်နှင့်ပြန်မထွက်ပဲနေမှပြန်ဦးမယ်ဟေးဟုဆိုကသူပြန်သွား၏မိဖို့လည်းဝင်လိုက်မလားဒီမှာတော်သေးရဲ့ဟုတပြင်းချမိသည် မြောင်းလက်နဲ့တော့ကလောက်လေးဝဲခဲ့ပါအောင်မောင်ရီဘာလုပ်ဖို့လဲအေးရဲ့အင်းရှိဖက်နှက်ချွတ်တကားခတ်ဖို့လေအေးကရန်ကုန်မြို့လေကတိုက်ခန်းလို့တော့အမြင်ခတ်ထားမလို့လားဒီလိုနေရမှာဒီလိုတီးတန့်ကြီးလုံနေလို့ဘယ်ကောင်းမလဲအေးရဲ့အားလုံးကဒီလိုပဲတကားဖွင့်ပြီးနေကြရပဲဒါရက်ွက်လေအလိုက်ထိုက်နေရမယ်ကျမကဒေါ်ဆက်စုကြီးအကြောင်းပြောပြလင်းလဲမောင်ကဒီလိုပဲအလိုက်ထိုက်နေရမည်ဟုပြောအောင်မှာမို့နောက်ထပ်ဘာမှမပြောမိတော့ပါ တနိုင်သမျှခက်အေးအေးနှင့်စကားနေနေနေခဲ့သည်အိမ်နီးနားချင်းမှန်သမျှပြုံးတန်ပြုံးပြောတန်ပြော၍မောင်ပြောသလိုအလိုက်အထိုင်နေလိုက်၏သို့သောအလိုက်အထိုင်နေရသည်မှလည်းမလွယ်ပါဘီအေးဈေးကိုလာဟုတ်ကဲ့မမနုဈေးချင်းအောင်ဆွဲ၍ထွက်ခဲ့ပြီးနှစ်အိမ်ကျော်အယောက်တွင်ဒေါ်နုနုကနှုတ်ဆက်၏ဒေါ်နုနုဆိုတော့လေရုပ်ကသူ့လောက်မနုဟုတစ်ဖက်မှဒေါ်ဆက်စုပြောပြထား၍နမေတိထားရသည် ဒေါ်ဆက်စုမှာကျမကပေးသောနာမည်ဖြစ်၍သူ့အမည်ကမယင်မြင့်ဖြစ်သည် သူကိုယ်သူမမမြင့်ဟုပြော၍ယခုတော့ကျမကလည်းမမမြင့်ဟုနှုတ်ကြိုးနေရပေပြီဈေးမသွားနိုင်လို့အေးရင်နုနုကိုကြက်တချမ်းလောက်ဝင်ခဲ့စမ်းပါကျမခေါင်းငိမ့်ပြပြီးအိမ်ဘက်သို့ပြန်လဲရပြန်သည်ကျမဈေးသွားခင်ပတ်စံကိုဝင်လောက်ယုံသာကန့်တက်၍ထဲ့သွားလေးရှိသဖြင့်အပူမပါပေပတ်စံပေးလိုက်ပြီပုံလဲမပေါ်တောင်းရမှလည်းမကောင်းတတ်၍ ပစံပြန်ယူရပြန်သည်ကျမကမမနုခေါ်တော်လဲသူ့ကိုယ်သူ နုနုဟုသာပြောတော်ဒေါ်နုနုသည်စက်တချမ်းကိုစောင့်ယူ၍ပစံပေးရန်ကိုမူတတိယပုံမပေါ်နောက်နေများတွင်လည်းမပေးထပ်ပင်မှားလိုက်သေးသည်နောင်ကြမဩမေလူအေးကိုဈေးဘူးပေးရအောင်မေဟုဆိုကငါးချက်တန်တရွက်ထုတ်ပေး၏သူမာဒီကငါးချက်ဖို့မကတော့တော်လဲကျမကအားနာ၍ဘာမျှမပြောမီ သူကလည်းဘေး၍ဘေးမြကြသည်လေဟုမမေးစေနောက်ထပ်ဆေးမသည့်အခါတွင်မူမရခဲ့ဘူးနုနု၏ဟောတော်မိလာခဲ့ပြီစသဖြင့်ဇမကပြောင်းလဲတော်သည်ယခုတော့ဇမပင်အမှုအရာကောင်းကောင်းလုပ်တတ်ပြီအေးဘာရီများချက်နေလဲကြောပြောဆူဆူနဲ့နောက်ဖီးထိဝင်လာသောမမြတန်ကိုတွေ့ရသည် သူကဇမနှင့်ရွေတူဖြစ်၍ဖီးနာတဝိုက်တွင်တော့တငယ်ချင်းလိုပေါင်းနေရသည်စံသွားထုတ်လဲအတူတူ နှုတ်မှုတ်သွားထုံလဲအတူတူအဖို့ပြုနေရသူဖြစ်သည်ကျမနှင့်ရွေသူဆိုတော့လဲသူ့မှာကခလေး၅ယောက်အမေဖြစ်၏ထို့ကြောင့်လဲသူ့သားလင်းသူ့နောက်ကခလေးရီတပြုံတမကြီးပါလာတတ်သည်စော့သူကစော့ကျမသားလေးကိုခြေသူကခြေစာအုပ်တွေဖွာသူကဖွာဖြင့်သူတို့လာလင်းတမျိုးစိတ်ညရာပြန်သည်ဘာမှမချက်ပါဘူးဂျောငယ်လုံနေရပါလာလာအင်းရှိသွားမယ်ကျမကသူ့ကလေးတွေပါအောင်တင်းကျုံခေါ်ရင် အင်းရှိသူမြန်မြန်ထွက်ခဲ့မိ၏ခရစ်စတစ်စာသူများလာပြလို့အေးကိုလာဆက်ရတာလေတကိုက်ဆဆိုတော့အကုန်လည်းမယူချင်ပါဘူးရောင်းနေသူကလည်းတကိုက်လုံးယူမှားတဲ့အေးနဲ့ကုန်နဲ့လက်ပြတ်တထဲစီဆက်ချုပ်ရအောင်သူကခရစ်လိုင်းကြီးအစိမ့်ရင်လေးကိုထုတ်ပြ၏ဈေးက38ကျပ်တဲ့လာပြမှာ40မဟုတ်လားဘလောက်များกว่าလို့လဲမမြတမ်းရဲ့ပြီးအင်းနဲ့ဒီအယောင်နဲ့လဲမလိုက်ပါဘူးလက်ရှိဆိုရင်လဲမဝင်နိုင်သေးပါဘူးကွယ် အိုးကိုတို့ကတော့လိုက်လိုက်မလိုက်လိုက်ဝစ်လိုက်တာပဲကြွကြတာမှတ်လို့ပြီးအင်ဂျီဆိုအယောင်ဆုံးမှစိတ်ထဲကကြီးနဲ့တာသူ့ဝါသနာအတိုင်းခက်ကြွားကြွားပြောရင်အဖြူတထဲတဲ့နှင့်ကျင်းနေသောဇမကိုလည်းချိန်လိုက်သေး၏သူ့ယောက်ျားကလက185ခန့်ရသည် ဆိုပေမဲ့သူ့မှာတက်ထရွန်လုံးကြီးရောင်စုံ ခရစ်လိုင်းကြီးရောင်စုံဝင်နိုင်၏ကျမတို့မှာမောင်ကိုလကအဖြစ်၆ပန်းသော250ခန့်ကိုအိမ်လကမိက တရင်စာက မောင်စာအုံဖိုးအင်းစင်ရိတ်စသဖြင့်အံဝင်ခွင်ကြောင့်တပြားမှမပူပေ။ကျမမတောက်တခေါက်ရေးသော စာမူကလေးများဖြင့်ဒေါငိတ်လာကပေးရသည်။တခါတရံပူလင်းအဝိအစာဝေသည်။ကျမလည်းအဖော်ရအောင်တယောက်ထင်းခလေးတဖန်နေမှုအိမ်အလုံးလည်းမနိုင်မနေမဖြစ်ရအောင်မောင်ကအိမ်ပေါ်ငှားပြီးတော်လေထိုအတွက်စေိတ်ကိုမူကျမကပြန်ဖြည့်ပေးရ၏။အေးတို့များခလေးတယောက်ထင်းရှိသည် ဝင့်နိုင်မစားနိုင်ရှိလိုက်တာကိုတို့များခုမှခလေးတွေများလာလို့အရင်လင်မယားနှစ်ယောက်တည်းဆိုအသည့်အစံပေါ်ပြီးဟေးဆိုခါပေါ်တင်းရမှခုတော်လာကထုတ်ရဆို false script ဝင်ဝင်မလို့အဝတ်သားမဝင့်နိုင်ရှိရမယ်မစားနိုင်တော့မရှိပါဘူးမမြတန်ရဲ့မောင်ကအဝတ်ထက်အစားကိုပုံမှတ်တယ်ကောင်းကောင်းစားမှကျန်းမာမှတဲ့စာအုပ်ဖိုးဆိုလည်းမနှက်မျောဘူးကျမကပိန်လီသေးကွေးသောသူ့ကလေးများကိုကြည့်ရင် ပြန်ပြောမိသည် ပြောမိတာပြောရသည် ကျမတို့အယူအဆကသူတို့ဝါဒနဲ့ကြိုက်ချင်မှကြိုက်လိမ့်မည်ယုံကြည်ချက်ကလည်းတူသည်မဟုတ်ဝါသနာချင်းကလည်းဘာမျှမဆိုင်အတိချင်းကလည်းတမျိုးစီဒီဝင်းစင်ကြားတွင်အလုံးနှင့်တင့်အောင်နေရသည့်ကျမအခက်အခဲဓာရီအလုံးမောင်ကိုပြောပြလင်လေလူရင်နဲ့နေရင်ဒီလိုပဲပေါ့ဒါအဆမ်းမဟုတ်ဘူးအေးရဲ့ပြဿနာတွေဟာအသေးအဖွဲပဲမောင်မှာဒီထက်အုံနောက်သုံးစရာအလုပ်တွေအများကြီးရှိတယ်ဟုတ် ပြဿနာတွေကို သူစီတဲမလာစေရန်တားမြစ်တတ်သည်။မောင်ပြောတာဟုတ်သားပဲ။ဒါရီဟာအသေးဖွဲတွေပဲဟုကိုကိုကိုသတိပေးရသည်။ကြားတော့လဲဒီလူတွေကြားထဲမှာကိုပါတေးတိမ်မြုပ်ွယ်သွားမှာဆိုသည်။လူဆိုသည်မှာခတ်သည်။ပြီးတော့မိမမို့ပို့ဆိုသည်။သူများကအတင်းပြောလျင်ကိုကပါ ဝင်ပြောခြင်း၏။သူကပြိုင်လျင်ကိုကပါ ပြန်ပြိုင်မိတတ်၏။သူကြောင့်လဲမိမပဲမဲ့မိမနဲ့မတူစေရဟုဆုံးမရသည်။ သူဆုံးမသည့်ကြားကပင် အလွန်ညံ့ဖျင်းသည့်အပြုမူတစ်ခုကိုကျမပြုမိသည်။ကျမအလွန်ရှက်ရွံ့သောရံဖြစ်ခြင်းသည်။ချင်းအိမ်မှမတင်လိုက်ကိုတော့ခအေးအေးနေသဖြင့်ကျမကခင်သည်။သူမသည်ဟိုအိမ်ဒီအိမ်ကူးတာတန်းတာမတွေ့ရ။ဩကျေဟစ်စေစကားပြောရာလဲတခါမှမကြမိ။ကျမလိုပင်ခလေးတယောက်နဲ့ခက်အေးအေးနေသူဖြစ်၏။သူကကျမတို့အိမ်မလာတတ်တော့လဲ။ကျမက သူ့အိမ်သို့ကူးသွားခြင်းဖြစ်၏။ သူတွင်အချုပ်ဆက်ရှိသောကြောင့်ဖြစ်သည်။ကျမချုပ်လို့သည်။အင်ဂျီစာလေးများကိုခိုင်းမြတ်ပြီးအချီလုံးပါယူ၍သူ့အိမ်တွင်သွားချုပ်ရသည်။သူကလည်းကြည်ကြည်ပြူပြူလက်ခံပါသည်။ဒေါ်ဆက်စုအိမ်တွင် ဆက်ရှိတော်လဲသူ့အိမ်သို့မူမသွားဝင်မတင်တင်လှိုင်ကိုအေးသည်ဟုယူဆခဲ့သောကျမသည်နိနိကက်ကက်ဆက်ဆံတော်မှစကားအတော်ပြောသောမိမဖြစ်ကြောင်းအံ့ဩစွာသိရတော်သည်သူပဲအိမ်မှမကူးမတန်းတော်လဲ အငယ်သေးသေးမှအတွင်းရေးပေါင်းစုံကို သူသိနေ၏သူမမှာအရက်ထဲမှာပစိုးလေးအစခလေးအင်းကြီးလေးအစအချုပ်လက်ခံတတ်သက်ဖြင့်ထိုသူတို့ထံမှသတင်းစုံ စုဆောင်ရမည်ဟန်တူသည် သူကလည်းပြန်၍မိတက်ပြောတတ်ပုံရ၏ဟိုမလိုက်လို့ချင်းအင်ကမင်းမချော်လေးဟာလေကျမဆက်ချုပ်ရင် သူမကခလေးပခတ်လွှဲရင် စကားပြောမိကြသည်မမနူလားမဟုတ်ပါဘူးသူကတအိမ်ကျော်ပဲဟာ ဒီအိမ်နဲ့ကက်ရက်ချင်းအင်ကပိန်တိတိလေးကိုပြောတာကျမကချင်းအင်ကိုလှမ်းကြည့်မိရပဒင်းပေါက်မှတိုက်တိုက်ဆိုင်ဆိုင် ထိုအမျိုးသမီးကိုလှမ်းမြင်လိုက်ရ၍မလုံမလဲဖြစ်သွားမိသည်သူ့ယောက်ျားကအိမ်မှာမရှိဘူးမလိုင်ကဆက်ပြော၏နေမှာအလုပ်လုပ်လို့လားကျမကတဖက်မှကြားသွားမည်ဆို၍တူတူပြန်မိရသည်မတင်လိုင်ကလည်းစကားကိုခက်အေးအေးပြောတတ်သဖြင့်သူ့အတန်ကတိတ်မကျေပေသို့တော့သူကလည်း ပျော့ပျော့နှင်နှံသောကြောင်ချီသည်ဖေးကလာနေမှာအလုလုရမှာလေမင်းရဲ့နေယူထားတယ်လေမင်းရဲ့အိမ်မှာပဲအမြင်နေရသူစီတစ်ခါတစ်ခါမှလာတာလာရင်လေခဏလေးပတ်စံတော်မှန်မှန်ပေးရမဟုတ်ဘူးအိုးဟုတ်လားသူကြည့်ရတာချစ်စရာလေးပါ သူယောက်ျားကဘာကြောင့်များဒီလိုလုပ်ရပါလဲစမတကယ်ပင်မိမချင်းစာနာ၍စိတ်မကောင်းစွာ ပြောမိသည်အော်အေးအေးရဲ့လှတာလှတာတခြား သူ့မှာကအယူကြီးရှိတာဟိုမိန်းမကခတ်တောင်တောင်ရင်သူပြောလိုက်ပုံကြောင့်ဇမမရေရမလို့လမ်းရမလို့ဖြစ်သွားကမောင်ပြောဘူးသောစကားတခွန်းကိုလည်းသွားတရီရမိ၍တကယ်များလားဟု စိတ်ပူသွားမိသည်အေးကုတလုံးတိတ်ပိန်တာပဲဇမ ాయి ဂေရုဆိုင်အောင်ပိန်ချစ်ချီလေးနဲ့မလှတော့ရင်မောင်ကဖြစ်သွားမှာထိုစင်ကတော့မောင်နောက်ပြောင်ပြောသည်ဟုဂယုမထားမိယခုမှ အင်းနောက်ကိုရုတ်ကြမသွားအောင်ခရုဆိုင်မှဟုတွေးလိုက်မိသေး၏အေးရဲ့မမနူကြီးကတော့လေသူ့ယောက်ျားကိုအင်းမြင်ဘူးလားဟဲ့အင်းမမြင်ဘူးဘူးဟိုသူ့သားလောက်အရွယ်ငငယ်လေးပေါ့ဟာဒါကြောင့်သူကလည်းသူ့ကိုယ်သူနှုတ်အောင်အမြဲပြင်ဆင်နေရတာကျမအင်းကြီးချုပ်ပြီး၍ပြန်လာခဲ့လို့သာဆက်နေလင်းပြင်းပြတရင်အစုံစုံကြားရအောင်မည်မတိကျနောက်နှစ်ရက်ခန့်အကြာမမြတန်းနဲ့ကျမအင်းရှိတွင်ထိုင်နေကြရင် ကျမကအင်းရှိကြီးမှရှက်စရာဟုအတင်းညင်းတော်လဲမမြတန်ကကျမခေါင်းကိုအတင်းဆွဲ၍တန်းရှာပေးနေစဉ်ဒေါနုနုတယောက်အိမ်ပေါ်တက်လာ၏သူမျက်နှာထားကခတ်တင်းတင်းမှုကျမစိတ်ထဲတမျိုးဖြစ်သွားမိသည်ထိုင်လေးမမနုမထိုင်ပါဘူးပြောစရာရှိလို့ကျမကအံ့အားသင့်နေစဉ်သူကပင်ဆက်ပြော၏လက်တဖက်ကိုလည်းခါးတွင်ထောက်ထားလိုက်သေးသည်လက်ညှိုးတငေါငေါမထိုးယုံတမဲဒီမှာ အေးကပြောရဲဆိုနုနုကိုတူလောက်တားလောက်အရွယ်လင်လုံးနေတဲ့မိန်းမလို့ရုတ်တရက်ကျမဘာပြန်ပြောရမည်မသိမနေ့တနေ့ကမှရက်ကွက်ထဲပြောင်းလာပြီးဒီလိုဆွာလို့ကတော့ဘေးရမလဲနုနုတို့ကဒီမှာကိုပိုင်အိမ်နဲ့မြေနဲ့အခြေတကျနေကြတာမလို့တမသပုတ်လေးလွင်မပြောပါနဲ့ကိုနဲ့မဆိုင်တာကိုပါတာအေးအေးနေပေါ့ဤနုနုတို့အကြောင်းမသိသေးလို့ချင်တယ်နေပါဦးမမအေးနုနုရဲ့ အေးဟာနုနုတို့အကြောင်းဘာမှသိအောင်မဟုတ်ပါဘူး။မလန်က ပြောပြရင်စကားဆက်မိလို့တူလာတာလာထင်မိတယ်လို့ပြောမိတာ။အေးထင်တာကိုအမှန်တိုင်းပြောတာဘာဖြစ်သလဲ။ပထမကအေးအေးစီစီပြောမိစိတ်ကူးတော်လဲပြောရင်ဒေါသဖြစ်လာသဖြင့်ရန်တွေ့တယ်လို့ဩပြောမိသည်။မမြတန်းကလည်းမခန့်စင်ဟန်ဖြင့်ဝင်ပြော၏။"အိုးပြောပြောတယ်ပေါ့။ဘာဖြစ်သေးလဲ။ဟုတ်တာပြောတဲ့ဥစ္စာ။"ဒီနောက်တွင်ရန်ပွဲသည် ဒေါ်နုနုနှင့်မမြတန်တို့ဤရံပွဲဖြစ်သွားတော်သည်ဖေတုံးကမျက်မုံးကျူးနေကြသည်မသိငယ်ကျူးငယ်နာတွေဖော်၍အော်ကြဟစ်ကြတော်သည်တဖက်အိမ်မှမတ်လိုက်သည်မျက်စိအပြူးသားနှင့်ကြည်နေ၏ဒေါ်ဆက်စုကလည်းလာရောက်ဖြန့်ဖြေးသည်သူ့ယောက်ျားမယင်ငယ်ယူသည် ဆိုသောအမျိုးသမီးကမျက်ထောင်နေနေဖြင့်အင်းရှိမှလာရက်ကြည်နေသည်ကိုလည်းတွေ့လိုက်ရသည် နောက်မှတိလိုက်ရသည်မှာထိုအမျိုးသမီးက ကျမနှင့်မန်လိုင်ပြောသည်များကို နားပါပါနှင့်ချောင်းနားထောင်ပြီးတဖက်မှဒေါ်နုနုတို့ကိုလွတ်လိုက်ခြင်းသည်ရှက်တယ်တိတ်ရှက်တယ်မနေခြင်းဘူးဒီရက်ကွက်မှာမနေခြင်းတော့ဘူးလူညံ့တွေကြားရင်နေရတာကိုပါလူညံ့ဖြစ်ရတယ်တသက်နဲ့တကူရှင်ဖြစ်ဖို့တာမဟုတ်ခုတော့ရှက်စရာ ထုံနေမှစား၍မောင်ပြန်လာတိုင်းကျမဤတွတ်တွတ်ညင်ညူတမ်းပင်ဖြစ်သည်မောင်နောက်နေမနဲ့အလုံးမသွားမီအထိတ် ကျမသည်အိမ်ပြောင်းရန်အိမ်ရှာဖို့အကြောင်းကိုလည်းအမြင်နားပူနေမိ၏တခါတရံမောင်ကစိတ်မရှိ၍ပြန်អော်လျင်လင်မယားကတော့ကဆဖြစ်ရသေးသည်ယခုတလောမောင်သည်ညနေနောက်ကြမှ ပြန်လာတတ်တော်၍မနက်အစောကြီးပြန်ထွက်သွားလေးရှိ၏ကျမနဘူးနဇာလှုပ်၍ဟူသည်တော်လဲကျမကမလျှော့အိမ်ထက်ရှာရန်မောင်ကိုနားပူမြဲပူနေ၏ဒီရင်ကအိမ်လာကစည်းကြည့်သည်နှွေးဆူနေမိကြောက်ရသည် စသဖြင့်လဲအမျိုးမျိုးအကြောင်းပြ၏ကြာတော့မယားစကားပါ၍ပဲလားနားပူမခံနိုင်၍ပဲလားမသိအိမ်ပြောင်းမည်ဟု မောင်ကပြောလာတော့သည်ယခုပြောင်းရသည့်အိမ်ကမြို့လေကောင်မဟုတ်တော့လဲမြို့နှင့်နေသောနေရာအိမ်ကလည်းတိုက်ခတ်အိမ်တီးတန့်ကန်ဖြစ်၏ကိုရင်တကားကိုပိတ်၍တီးချနေနိုင်၏ဘာပဲဖြစ်ဖြစ်အိမ်ပြောင်းလိုက်ရ၍ကျမပြောလိုက်သည်ဖြစ်ချင်း ယခုအိမ်တွင်မောင်အလုတ်သွားလင်းအိမ်တကားပိတ်၍ကျမတို့သားမီးနှစ်ယောက်ထိနေလိုက်၏ဒေါငယ်ကလည်းမြောင်းမြရှိ သူတမီးထံတွင် သွားလည်နေသည်သားကတော့အိမ်လည်းမထွက်ရသဖြင့်ပြင်းနေဟန်တူ၏ကျမနာသာအမြဲကန်နေ၏ယခင်အိမ်တွင်တော့အိမ်နီးချင်းများက အထူးသဖြင့်ဒေါ်ဆတ်စုကကုညီထိန်ပေး၍သားဤတာဝန်မှာကျမမှာမရှိလယခုတော့ကျမမှာစာရေးဖို့ဝေးစွာအိမ်အလုတ်ပင်ကောင်းကောင်းမလုပ်ရတော့ချေ နေ့စဉ်မောင်အလုံးမသွားခင်ဈေးတို့ပြေးသွားနေရသည်ယခုအင်းနေချင်းတွေကတော့ဖြင့်ခလေးအထားခင်လိုလေစိတ်ချရမည်ပုံမပေါ်ကြီးကျမတို့ကိုလည်းလုံးဝစိတ်ဝင်စားပုံမရှိကြီးဒီတက်ခါတော့အခက်တီတီနေမည်ဟု ကျမကြုံးဝါထားတော်လေသူတို့ကကျမထက် စေစားတင်းနှင်သည်အင်းပြောင်းကားစတဲချချကြစဉ်ကပင်မြေသူမြပြပြပင်မကြည့်အနေကြလာသည့်တိုင်မြေသူနှင့်မြနှုတ်မဆက်ဖူသည်ကြီး လမ်းတွေလေးနဲ့ခက်တီတီမတိသလိုသာပဲတနေ့နေ့လယ်ဘက်ကျမမှာရုတ်တရက်ကိုပူ၍နေမကောင်းဖြစ်လာမိသည်တယောက်ထဲကလေးကလည်းတဖန်နေမို့မောင်ကို ဖုန်းဆက်ခေါ်မှဟုတယ်လီဖုန်းရှိရာစဉ်းစားတော့လေအများသုံးဖုန်းကအနီးအနားတွင်မရှိချင်းတဖက်ခန်းမှာတော့တယ်လီဖုန်းရှိဟန်တူသည်ကျမတဖက်ခန်းကိုလူခေါ်ဘဲလီနှိမ့်လိုက်စဉ်အထဲမှချောင်းကြည့်ပြီးတကားတော့ဖွင့်ပေးပါသည် အရေးကြီးလို့ဆက်ရသည့်အကြောင်းကျမကတောင်းတပန်ပန်ပြောလိုက်တော့လေအင်းရှင်အတော်ကြီးကရုတ်တရက်စကားမပြန်ပေအကြောင်းသားပြန်ကြည့်နေ၏ကျမကဘာလို့ရမှန်းမသိရှက်တယ်လို့ဖြစ်သွားမိသည် အတန်ကြာမှဆက်လေဟုစိတ်မပါတပါဖြေသည်ရှောင်းမီလက်စားမို့ဖုန်းကိုမြန်မြန်ပြောပြီး လူရမေရယူလာသောမက်ဆေ့တစ်စီကိုလည်းထားခဲ့ရကောင်းလို့လို့ဖြစ်မိသေးသည် နောက်ဆုံးကျေးဇူးတင်ပါတယ်ဟူသောစကားတခွန်းကိုသာခက်ရူရူပြော၍ပြန်ထွက်လာရာ နောက်မှတန်တကားကိုခတ်ဆောင်ဆောင်ဆွဲပိတ်လိုက်တန်ကိုစိတ်မချမ်းသာစွာ ကြားလိုက်ရသည်ဤဒီနေရာရောက်မှ ကျမအလွန်ငြိမ်ငွေလာမိသည်မမျှတန်ကိုလည်းအောင့်မိသလိုလိုရှိသည်ဘာပဲဖြစ်ဖြစ်နေမကောင်းမှုဆိုရင်ပြပြတလဲလာပြုစုပေါ်ရ၏ဒေါ်ဆက်စုကြီးသည်ပင်ဆံပြုတ်တစ်ခွက်တော့လာတိုက်တက်သေးသည် ယခုတော့ကျမမှာအဖို့မဲ့နေရကြည်ပြီ။ခလေးတစ်ဖက်နဲ့အပြင်လဲမထွက်တတ်သောကျမအဖို့အချားသွားစရာလမ်းမရှိ။အလူအတန်းတာရင်နာရေးလဲညီသူမြလာမဖိတ်ချေ။တလောကအပေါ်ထက်တွင်ဧကံပွဲတစ်ခုခုလှုပ်ဟန်တူ၏။ကားကြီးကားငယ်ပြီးလာလိုက်ကြသည်မှာကျမတို့အင်ရှိပင် ပြည့်ကျက်သွား၏။စားကြတောက်ကြပြောကြသည်မှာလဲမျက်နှာတကောင်တိုင်းပင် မိသည့်အထိတ်မှတ်ပွဲကိုမိသူတွေကကျင်းပသည်ကိုပင် ကျမတို့မသိချေတနင်္ဂနွေနေ့မောင်အလုံးမသွားရ၍ကျမတို့သားမိ၃ယောက်အေးအေးလူလူနေထိုင်ကြစဉ်လူခေါ်ဘဲကိုတအားနှိမ့်လိုက်တန်ကိုကြားရ၏တကားဖွင့်လိုက်လေတုံးမကျမဤဒေါ်ကြီးတော်သူဒေါ်ငင်းကသူ့ထုံးစံအတိုင်းစကားကိုအော်ကြီးဟစ်ခြင်းပြောဆိုလျက်ဝင်လာတော်သည်တကယ်တော့ညီတို့အိမ်ရှာရတာလဲခက်ပြက်ကြီးလူပြောက်ရှာရတာကြာနေရပါပဲ ငါကလည်းအိမ်နံပါတ်မေ့သွားလို့အောင်တပြေစာအုပ်တိုက်ကဥမောင်မောင်အိမ်လို့လိုက်မိတာဘယ်သူမှမသိဘူးတဲ့ငါအံ့ဩတာညီးလို့ဟိုဘက်ခန်းကတော့မသိဘူးတဲ့အံ့ရောမိတဲ့သူကိုတော့စားတော့ဝါတော့မလို့ပြန်ကြည့်လိုက်သေးရဲ့တကယ်တည်းဒေါ်ကြီးကသူ့ထုံစံအတိုင်းတကယ်တည်းဟူသောစကားကိုတုံ့ရီတုံ့ရီပြောနေ၏နေပေါင်းဓာတ်နဲ့အရင်အိမ်ကဘာဖြစ်လို့လဲအရင်အိမ်ကလားဟိုအင်းအခုအိမ်ကပိုကောင်းလို့ပေါ့ဒေါ်ကြီးရဲ့ ရက်ွက်ကလည်းဒီကပိုကောင်းနေလေဟိုမာကရက်ွက်ကလည်းဆက်ဆက်ဆူဆူရှုပ်ရှုပ်ရှက်ရှက်နဲ့ရံဖြစ်ကြပါကြနဲ့စိတ်ရှုပ်လို့မနေချင်တာနဲ့အမလေးတော့တကယ်တည်းဒီလိုပဲပေါ့တယောက်နဲ့တယောက်အခက်မသိဖြစ်တာပါပဲပြီးတော့ရင်းရင်းနေနေရိုင်းပင်းကူညီလို့အရင်ရှိရင်အားလေးကိုရသေးရဲ့ခုနေရကားဖြင့်တကယ်တည်းတယောက်နဲ့တယောက်ဟိုဘက်ဒီဘက်အင်ဂျင်ကတ်နေတာတော့အတိလုတ်ဖို့မရ ဒါမျိုးတွေပေါ့မြို့လင်ကောင်နေကင်းဆောင်တောင်လူတတ်မှုတွေဓပြတိုက်မှုတွေဖြစ်လို့တော့ဘသူမှမသိတာကြောက်စရာအေးတကယ်တည်းထော်ကြီးကပြောရင်မောင်းဘတ်သူလည်းလှည့်၍ကျမကိုမင်းငေါ်ပြကပြောလိုက်သေးသည်သူကဖြင့်ဒီလိုပါပဲဟိုမှမနေခြင်းဘူးဒီမှမနေခြင်းဘူး ਨੇ အတော်ချေးထူတဲ့ကောင်မကျမကဘာမျှပြန်မပြောမီတကယ်တော့နောက်ထပ်ဘလူနေရာမျိုးမှာနေချင်ပါသည်ဟုချီးထူရမည်ကိုပင်စမမသိတော့ပါခြင်း